ကိုကျင့်တရားမကောင်းလို့ရှင်ជីវတ်တုတ်တက်တယ်ဆိုတာလောကမှာမရှိဘူးကိုကျင့်တရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာလည်းပြက်တာပဲကိုကျင့်ပြက်သွားရင်စီးပွားဥစ္စာပြက်တယ်နိမိသားစုထဲမှာဖြစ်စေအလုံးဟာဒီလူဟာဖောက်ပြန်တယ်ကိုကျင့်တရားပြက်ပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားជីវွားဖို့ရခဲ့ရင်ခဲ့ရင်သွားတယ်ပေါ့ဒါကြောင့်မို့ကိုကျင့်တရားမပြက်ပြားရဘူးကိုကျင့်တရားလို့ဆိုတဲ့နေရာမှာ အဓိကအရေးကြီးဆုံးကတော့ပါဏာတိပါတာဝေရမဏိအာဒိနန္ဒနာဝေရမဏိစတဲ့၅ပါးသီလပဲဖြစ်တယ်၅ပါးသီလဟာအလွန်တမိုးကြီးမားပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးတဲ့နေရာမှာဒါနတဲ့ပူမြင့်မားတဲ့အကျိုးဖြစ်ပေါ်စေတယ်ဒါကြောင့်မို့သီလဆိုတာကိုအလေးနဲ့ထားကြရမှာဖြစ်တယ်မြန်မာလူမျိုးတွေကသီလနဲ့ဒါနကိုအလေးနဲ့ထားနေကြတယ်ကိုချင်းသီလကိုပို့ပြီးတော့အလေးနဲ့ထားကြရမှာဖြစ်တယ် ဘုရားဝဒဝင်ဖြစ်လာပြီဆိုတဲ့အချိန်ကစပြီသူများတဲ့မတတ်ဖို့ရှောင်ကျင်မယ်သူများဥစ္စာမတရားမယူဖို့ရှောင်ကျင်ရမယ်ဒါတွေဟာလောကမှာရာဇဝမှုတွေသာလင်ဖြစ်တယ်ပေါ့တေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုဥတွေကဒီပါဏာတိပါဏာကို ခွဲခြားထားတော်လဲပဲရသော်ဘုရားရဲ့တဘာဝဥပဒေကြတော့တတ်တယ်ဆိုတာမြည်သည့်တရားကိုမှမတတ်ရဘူးဒီလိုဆွလို့တယ်เนาะ ပြည်သည့်သတ္တဝါကိုမှမတတ်ရဘူးမတတ်ချင်းဖြင့်ကိုကိုကိုအကြောင်းပြုပြီးမြည်သည့်သတ္တဝါမှဘဝတစ်ခုဆုံးရှုံးသွားတာမရှိဘူးအားလုံးပေါ်မှာမတတ်ရုံနဲ့မဟုတ်ဘူးမေတ္တာထားတယ်အကျဉ်းနာတရားထားတယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ဆက်ဆံကြရမှာဒီလိုဆုလို့တဲ့ပေါ့နော်အာဒိဏဒါနကာမိတုမိစ္ဆာစာရဆိုတဲ့ဒီ၅ပါးသီလတွေဟာလည်းပဲအမှန်တမ်းအရေးအရေးကြီးတဲ့အရာတွေပဲဖြစ် အရိဏဒါနဆိုတာသူတော်မပေးတဲ့ပစ္စည်းကိုနှီးမျိုးစုံနဲ့ယူတာခိုးတာမှအရိဏဒါနမဟုတ်ဘူးတိုက်ခိုက်လူယူမှအရိဏဒါနမဟုတ်ဘူးအကောင်းနဲ့အဆိုးအဆိုးတဲ့အကောင်းနဲ့ကိုအဆိုးထက်ရောင်းတာလဲအရိဏဒါနပဲနော်မမမကန်ရောင်းဝယ်တာဒီမှန်သမျှအရိဏဒါနပဲလိန်နေမှုဒီသူများပစ္စည်းကိုတနည်းနည်းနဲ့ရအောင်လုပ်တာဒီမှန်သမျှအရိဏဒါနထဲမှာပါတယ်ပေါ့ဒါကြောင့်မို့ ဒီသီလာလည်းပဲအမှန်မှအရေးကြီးခြေပွားတိုးတက်ခြင်းလို့ရှိရင်ပဏာတိပတ္တလည်းလုံးဝမယ်အရိတတနာလည်းလုံးဝမယ်ကာမိတုမိစ္ဆာစာရလူခုံသိက္ခာကာမိတုမိစ္ဆာစာရကရှောင်ကျင်မှလူခုံသိက္ခာဆိုတာပြေဝါရှိတယ်အဲ့ဒီလူခုံသိက္ခာကိုထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာလည်းအမှန်မှအရေးကြီးတယ်မုတဝါဒတစ်ဖက်သားအကျိုးပြပြသောအောင်လိန်လီလီစားပြီးပြောကြခြင်းမှရှောင်ရမယ် မရှောင်နိုင်ဘူးဆိုလို့ရှိရင်တစ်ဖက်သားအကျိုးတွေပြ